ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ပဲဒီနေ့ရဲ့9နာရီသတင်းကနေပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့ဒီ9နာရီမှာတော့ကျွန်တော် Manchester United ရဲ့အသင်းရဲ့သတင်းတွေတို့ကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ် Manchester United အသင်းကိုတော့လက်ရှိမှာတော့ကျွန်တော်ပထမအဆုံးဖွင့်ချင်တဲ့သတင်းကတော့ဒါ Elio Anderson သတင်းနဲ့စပြီးဖွင့်ချင်တယ်ပေါ့နော်အဲ့တော့ Elio Anderson နဲ့ပတ်သက်ပြီးတော့ Manchester United ရဲ့သတင်းတွေကတော်တော်လေးကိုစတင်ပြီးခြေလောင်ခဲ့ပြီဖြစ်တယ် လက်ရှိမှာ Northern Forest အသင်းရဲ့ကျွန်တော်တို့အနေငယ်အသက်ကြဒီများနေတဲ့ခြေစွမ်းနေပေါ်မှာ Elio Anderson ကလက်ရှိမှာသူ့အနေနဲ့သူ့ရဲ့အနာဂတ်အတွက်ဒါ Northern Forest ကတင့်တော်တဲ့ club တစ်ခုမဟုတ်ဘူးလို့သူ့အနေနဲ့ခံစားရတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒီသတင်းလေးကိုတော့ Tier 3 Tier 4 level ဒီကနေတောက်လျှောက်တင်ဆက်လာခဲ့ကြောင်ဒါ Tier ရနည်းနည်းလေးတော့ဒါကျွန်တော် strong တော့မဖြစ်သေးဘူး။ဒါပေမဲ့ Elio Anderson ကို Manchester United အသင်းစိတ်ဝင်စားနေရဆိုတာ Samuel Lacka Simon Stone ဒါကျွန်တော် Adam Kraft ဒီလို United အသင်းရဲ့ဒါ Tier 1 journalist ကိုတိုင်ကတရားဝင်ကတိပြုထားကြရတွေ့ရမယ်။ United အသင်းလည်းခုလက်ရှိမှာ အဲလီယိုအန်ဒါဆန်ကိုစိတ်ဝင်နေပြီးတော့စိတ်ဝင်စားနေပြီးဒီနှစ်ဆောင်းရသည်မှာမဟုတ်ပေမဲ့လာမယ့်လူရသည်မှာခေါ်ယူသွားဖို့အတွက်စဉ်းစားနေတယ်။ဒါပေမဲ့ဒီနေရာမှာ United အသင်းတို့တော်တော်လေးကိုကောင်းတဲ့သတင်းတစ်ခုကအဲလီယိုအန်ဒါဆန်ကိုတိုင်က Manchester United အသင်းသားသားသူ့ကိုခေါ်ယူလာခဲ့မယ်ဆိုရင်တော့ကျန်တဲ့အသင်းရဲ့ထက်ဆိုင်သူဟာ Manchester United အသင်းကိုပြောင်းရွှေ့ဖို့အတွက်ပို့ပြီးတော့စိတ်ဝင်စားရလို့သိရတယ်မှာပါတယ်။ဒီနေရာမှာရေးသားထားခဲ့တဲ့အသက်22နှစ်အရွယ်ကစားသမားကတော့ Manchester United တရဲနေအဖွဲ့တကိုဒါကျွန်တော်တို့လာမယ့်လူရသည်အပြောင်းရွှေ့မှာပြောင်းဖို့တော့တော်တော်ကြီးကိုစိတ်ဝင်စားနေလို့သိရတယ်မှာပါတယ်။လက်ရှိမှာတော့ကျွန်တော် English Bank ူတော်တာ Northern Forest ဘက်ကအနည်းဆုံးပေါင်တန်း80အထက်ရမှရောင်းဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ United ကလက်ရှိမှာလာမယ့် New Year ဒီမှာဒါကျွန်တော် defensive midfielder နေရာအတွက်လည်းဝယ်ယူရမှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါ Elio Anderson ကိုပေါင်80အထက်ပေးပြီးဝယ်ယူမှာဝယ်ယူပါမလားဆိုတဲ့မေးခွန်းကိုကျွန်တော်အနေနဲ့မေးရမယ်တယ်မှာပါပါတယ်။အမည်သို့ပင်စူစေကမူ Manchester United အသင်းနဲ့ခုလက်ရှိသွားနေတဲ့ပုံစံအရလက်ရှိ flow အနေနဲ့သွားနေတဲ့ပုံစံအရဆိုရင်တော့ဒီအနေထားကဒါကျွန်တော် United အသင်းနဲ့ဒါ center midfield တယောက်လူနေတယ်ဆိုတဲ့အခြေအနေကအရင်အဲ့ ောက်ထိတန်း90ကျော်ပေးရလောက်ထိလိုနေလားဆိုတော့မိကုံပထမအောင်ဆုံးကော့ကိုပြန်ပေးရမယ့်အနေထားမှာရှိတယ်။ဒါပေမဲ့ကျွန်တော်ပါဆယ်ကျွန်တော်တူဦးတယောက်ထဲမြင်ရ maybe ပေါ့နော်ကိုဘီမိုင်းလူတာကျွန်တော်လက်ရှိမှာအသင်းမှာဆက်မနေဖြစ်တော့ဘူးဆိုရင်တော့ maybe ဒီဟာက option တစ်ခုအနေနဲ့ဖြစ်လာဘူးတော့ကျွန်တော်အနေနဲ့ဒါရာဂိုင်းနှုန်းတစ်ခုအနေနဲ့မြင်ပြီးရတယ်မှာပါတယ်ပေါ့နော်။အဲ့တော့ United အသင်းကိုလက်ရှိမှာအဓိကကောင်းတဲ့အချက်ကပေါ့နော်ဒီနောက်ဆုံး update သတင်းအနေနဲ့လုံးဝသတင်းကောင်းတစ်ချက်ကိုပြောပါဆိုရင်တော့ ကစားသမားကလည်းအကယ်၍သာ United ကသူ့ကိုလာပြီးတော့ကန့်လန့်မှုတွေပြုလုပ်မယ်။လာပြီးဒါကျွန်တော်စိတ်ဝင်စားမှုတွေကိုဆက်လက်ပြီးပြသမယ်ဆိုရင်တော့ကစားသမားကလက်ရှိမှာသူ့ကိုစိတ်ဝင်စားနေတဲ့ club တွေကနေ Manchester United အသင်းကိုရွေးချယ်သွားဖို့အတွက်ရာဂိုင်နှုန်းတွေများနေဖြစ်တော့အဓိကဒီနေရာမှာဆွေးနွေးဖို့လိုတာကတော့ Manchester United ကဒါ Elliot Anderson ကိုခေါ်ဖြစ်ခဲ့မယ်ဆိုရင်တော့မှပေါင်တန်း80ကျော်ဆိုတဲ့ဈေးက အင်မတန်မှမြင်မားလို့နေဆိုတဲ့အကြောင်းရင် United တင်းနဲ့လက်ရှိမှာ Center Midfield ကတို့အနေနဲ့လိုအပ်ပါမလားဆိုတဲ့အကြောင်း maybe ပေါ့နော်ဒါကျွန်တော်အနေနဲ့ maybe ကျွန်တော်တွေးကြည့်တာဒါနေရာရလုံးဝ position ရတိတ်ပြီးတော့တူတဲ့အနေထားမှာတော့မရှိပေမဲ့ Bruno Fernandes လာမဲ့လူရဒီမှာ United အသင်းစီကထွက်သွားနိုင်တဲ့ဈေး pricing မှာမှာလဲဒါ Elliot Anderson ကိုဝယ်မဝယ်တော့ပူပြီးသိတာတယ်ဒါပေမဲ့ United ကိုယ်တိုင်ကလက်ရှိမှာငွေရေးကြီးရလဲ financially ရတော်တော်လေးကဒါ strong ဖြစ်နေတဲ့အနေအထားတစ်ခုပြန်လဲပြီးရောက်တော့မယ်ဆိုပြီးသူတို့ကိုသူတို့သတ်မှတ်ထားတဲ့အကြောင်းတော့ Elliot Anderson က defensive midfielder ကိုနှစ်ယောက်လုံးကို United အသင်းနေနဲ့ဝယ်ယူနိုင်မယ့်အနေအထားမှာရှိရသူတို့ကိုသူသတ်မှတ်တယ်။ဒါပေမဲ့ရာသီမှာဒါအသင်းကနေ Casemiro လဲထွက်တော့မှာအနေအထားလဲရှိတဲ့အတွက်ကြောင့်သူတို့အနေနဲ့ Queen Lee ဘိုင်းကိုတော့အဓိကဖြစ်တင်းမှုကြီးကြီးမားမားလိုအပ်ဖို့ရှိတယ်။ Kobe Bryant ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဒါဒီနေ့ဆောင်းရသီမှာလဲအဖြေခုရသိရဖို့အနေအထားမှာရှိတယ်။ဒါနဲ့လည်းဆက်ဆက်ပြီးပြောရမယ်ဆိုတော့ Kobe Bryant ရဲ့အနာဂ ကနဲ့ပတ်သက်ပြီးရူဘန်အာမိုရင်းကဆောင်းရာသီမတိုင်ခင်မှာအဖြစ်တစ်ခုချသွားမယ်လို့သိရတယ်မှာပါတယ်ဆောင်းရာသီမတိုင်ခင်မှာမန်ချက်စတာယူနိုက်တက်အသင်းစီကနေပြီးတော့ဂျော့ရှွဲဇစ်ဂီနဲ့ကိုဝီမိုင်းလူရဲ့အနာဂတ်တွေနဲ့ပတ်သက်ပြီးတော့ရူဘန်အာမိုရင်းက decision ချသွားဖြစ်ပြီးတော့အဲ့ဒီ decision အတိုင်းကိုပဲဒါယူနိုက်တက်အသင်းဘက်ကလိုက်ရောပြီးသွားဖို့ရှိတယ်အဓိကဒီနေရာမှာကိုဝီမိုင်းလူနဲ့ပတ်သက်ပြီးယူနိုက်တက်အသင်းကတော့ရှင်းပါတယ်အငှားနဲ့ပဲအဓိကထွက်စီခြင်းပြီးဒါကျွန်တော်ရူဘန်အာမိုရင်းရဲ့အနာဂတ်ရဲ့ပလန်မှာဘယ်လောက်ပါမှာပါဆိုတော့သိရမယ်တယ်မှာပါတယ်ကိုဝီမိုင်းလူနဲ့ခုလက်ရှိဒါကျွန်တော်ရူဘန်အာမိုရင်းရဲ့လက်အောက်မှာဒါကျွန်တော်ပွဲထွက်မှုတွေတော်တော်လေးကိုနေပါနေတဲ့ပုံမှာသူ့နဲ့တော်တော်လေးကိုသဘောမချဘဲနဲ့သူကစားသမားကို ိုယ်တိုင်ကဒါဒီနှစ်နွေရာသီကကထွက်ဖို့အတွက်ပြင်ဆင်ထားခဲ့မြန်ယူနိုက်တက်အသင်းကဒါနီးပြဘက်ကောက်တားပြီးတော့ဒါတောင်းဆိုခဲ့ကြအောင်သူ့အနေနဲ့ဆက်နေခဲ့တာဖြစ်တယ်လက်ရှိမှာဒါကျွန်တော်တို့နီးပြကဒါတားပြီးမယ်အခုလက်ရှိမှာနီးပြကသူ့ကိုနေရာမပေးတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ကစားသမားကတော့လက်ရှိမှာ အသင်းကဆက်ပြီးတော့ကျင်တယ်ကိုဗီမိုင်းနူကိုလက်ရှိမှာတော်တန်ဟော့စပတ်အသင်းကဒါကိုယ့်ရဲ့ဘက်မှာပက်ပမတ်တာစားတာကျွန်တော်တို့အာဖကွန်ကိုသွားတဲ့အချိန်မှာကိုဗီမိုင်းနူကိုဒါအသင်းစီမှာခေါ်ယူပြီးဖြစ်တယ်မို့တော့ပြင်ဆင်ထားခဲ့တယ်ရေရှည်ရမို့လဲရေတူရသွားကျင်တဲ့ဘက်မှာရှိတယ်ပေါ့နော်ဒါပြင်ကျွန်တော်လက်ရှိမှာစပါတင်နဲ့ဆန်တာမစ်ဖီနေရာမှာဒါကိုဗီမိုင်းနူကိုဖြစ်နိုင်မယ်ဆိုတော့အပိတတောင်ဝယ်ယူကျင်တဲ့ဘက်မှာရှိတယ်ဘိုရီရှာဒေါ်မွန်ကလည်းကိုဗီမိုင်းနူကိုကွင်းလဲပိုင်းတော်တော်လေးကိုစိတ်ဝင်စားဆိုတဲ့တင်ထွက်နေတယ်လက်ရှိမှာကိုဗီမိုင်းနူကိုမခေါ်ယူကျင်တဲ့အသင်းတွေကမရှိတော့နဲပါတယ်အက်သလက်တီကိုမက်ဒရစ်ကအစားလက်ရှိမှာသူတို့နေစိတ်ဝင်စားတယ်ယူနိုက်တက်အသင်းနဲ့မေဘီဒီနေ့ဆောင်းရသည်မှာတော့ကိုဗီမိုင်းနူနဲ့ကျွန်တော်ကော်နာဂယ်လီကာ တို့ရဲ့ဒီရောက်တစ်ခုဖြစ်သွားဘူးတဲ့ United တင်းနဲ့မျောကူးတယ်ဆိုတော့ Collar Highlight ထွက်နေတယ်ဒါအဲ့မဲ့ဒါဒီသတင်းတွေကလုံးဝ100% purely Collar Highlight ဖြစ်တယ်ဘာလို့ဆိုကိုမိုင်းနီကို United ကမယောင်းဘူးဆိုတာခုလက်ရှိအနေထားရတီချာနဲ့ကြောင့်ကိုမိုင်းနီရဲ့အပြောင်းရွှေ့အနေနဲ့ permanent သတင်းတွေကခုလက်ရှိမှာ bullshit ပဲဖြစ်ဖို့များတယ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ဒါလက်ရှိမှာ Joshua Zirkzee နဲ့ပတ်သက်ပြီး Ruben Amorim ကအချိန်တစ်ခုယူနေတယ်ဆိုတာက United အသင်းအနေနဲ့ခုလက်ရှိဒါကြတော့လာမယ့်ဒါ ဟိုစောင်းရသည်ပြီးသွားတယ်ဒါစောင်းရသည်အပြောင်းအရွှေ့ဖြစ်နေတဲ့အချိန်မှာ F ကွန်လန်ကင်မရာကြောင့် Brian အမွန်ပူကိုအာမက်ဒီယာလူကောကိုဆုံးရှုံးရမယ်တင်းတင်းနေတဲ့ zigzag ကိုအစ်မဆက်ပြီးတော့ထားကျင်တဲ့သဘောမှရှိတယ်။ဒါကြောင့်မို့ဒါကျွန်တော်လက်ရှိမှာအခြေအနေရတူနေတော့အဲ့တော့ဒါပေမဲ့ zigzag ကတော့ရှင်းပါသူနေတာကျွန်တော်အဖြစ်ကပုံစံမျိုးဆိုရတဲ့ဆိုင်သူနေနဲ့ဒါကျွန်တော်လာမင်းဒါကမ္ဘာဖလားရသည်မှာသူနေနဲ့နေရာတနေရာလိုချင်တဲ့အတွက်ကြောင့်မို့သူနေနဲ့ဒါကျွန်တော်မိနစ်ရမယ်အသိကိုသာပြောင်းရွှေ့ချင်တယ်။ရိုမာနဲ့အခုချိန်မှာကစားသမား agent နဲ့ဆက်သွယ်မှုတွေကိုရှိနေခဲ့ပြီးအခုချိန်မှာဒါအနေနဲ့ပတ်သက်ပြီးတော့လေးအလုပ်လုပ်နေတယ်လို့သိရတယ်မှာပါပါတယ်။ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးတနေ့ထပ်အဲ့လိုလုပ်ချင်တာ Manchester ယူနိုက်တက်တင်းနဲ့ခုလက်ရှိမှာဂျေလင်ဆန်ချူနဲ့ပတ်သက်ပြီးတော့နည်းနည်းဒွိဟဖြစ်နေလို့သိရတယ်မှာပါတယ်ဂျေလင်ဆန်ချူကအခုချိန်မှာဒါကျွန်တော်အက်စတွန်ဗီလာအသင်းကဝဲမဝဲဆိုတာကိုလုံးဝမချိန်သိတဲ့အနေထားမှာရှိတယ်ယူနိုက်တက်တင်းနဲ့ဒါကျွန်တော်ဖင်ရားပြီးတက်ရှိမှာလာလက်ရှိအက်စတွန်ဗီလာအသင်းနဲ့ဒါကျွန်တော်တို့အဇွန်ဗီလာအသင်းဝယ်မယ်ဆိုတဲ့အမြင်နဲ့ဂျေရင်ဆန်ချိုရဲ့လက်ရှိစာချုပ်ကိုတနစ်တန်ထပ်ပြီးတိုးလိုက်မယ်ဆိုရင်သူတို့တွေကတပတ်လုခလာစာ3သိန်းကျော်ကိုတနစ်လောက်ထပ်ပြီးပေးနိုင်မယ်ပေးသွားနိုင်မယ်ခွေးတစ်ခုရောက်သွားနိုင်မယ်တော့ကျွန်တော် United အသင်းနဲ့ဆန်ချိုကူတော့ တေချာတကွာလာမယ့်ညရာဒီမှာအလွတ်နဲ့ပဲအသင်းကထွက်ခွာခွင့်ကိုပြီးသွားဖို့ရှိသွားပြီလို့သိရတယ်မှာပါတယ်။ဒါကျွန်တော်မနစ်ကအချိုးမျိုးဒါ Aston Villa က Market Rashford နဲ့ချိုးခဲ့တဲ့အချိုးမျိုးချိုးခဲ့မယ်ဆိုရင်တော့ Jadon Sancho က Manchester United တင်မှာတောင်းတင်ပြီးတော့လက်ရှိဒါကျွန်တော်တို့ဒါလာမယ့်မေလမှာ Redis လုပ်ပြီးဂျားတဲ့မှာအသင်းပြောင်းမွှေ့နိုင်တပတ်လုခလာစာ3သိန်းဆိုတဲ့ပုံစံမျိုးတစ်နှစ်ကိုတလ1.2 million လောက်ပေးနေရမယ့်ပုံစံမျိုးကို United တင်ကလုံးဝအလိုမရှိအဲ့တော့တေချာတကွာဒါကျွန်တော်တို့အကယ်၍ Jadon Sancho ကိုဒါကျွန်တော် Aston Villa တင်ကအပိသက်မခေါ်ယူဘူးဖြစ်သည်ဖြစ်စေခေါ်ယူမယ်ဖြစ်သည်ဖြစ်စေ United United ဘက်ကတော့ risk ယူပြီးတော့စာချုပ်တတန်းတစ်နှစ်တူဖို့အတွက်လုံးဝအစီအစဉ်မရှိတော့ဘဲနဲ့ကစားသမားကွေတာကျွန်တော်အလွတ်နဲ့အသင်းကနေပြီးတော့ထွက်ခွာခွင့်ပေးတော့မယ်လို့သိရတယ်ဒီမှာပါတယ်။တချို့မှာ United ကဒီလိုမျိုးဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတဲ့သတင်းတွေကိုတောက်လျှောက်တဲ့သတင်းတွေထွက်ပေါ်နေခဲ့တယ်မှာပါတယ်။ဒါ United နဲ့ Dead မသက်ဆိုင်ဘူးဆိုပေမဲ့အခုလက်ရှိမှာ Manchester United ရဲ့နီးပြဟောင်းဖြစ်ခဲ့ဘူးတဲ့။ Eric Ten Hag ကလက်ရှိမှာ Wolves အသင်းရဲ့နီးပြဖြစ်ဖို့အတွက်နံပါတ်1ရေဘန်းစားနေပြီလို့သိရတယ်မှာပါတယ်။ Martin O'Neill နဲ့အခုလက်ရှိမှာ Wolves အသင်းကနေတရားဝင်နှုတ်ထွက်သွားတဲ့အချိန်မှာဒါကျွန်တော်တို့ဒါနီးပြရာတူးကိုဒါကျွန်တော်တရားဝင် interview နဲ့ process ကတရားဝင်နှုတ်ထွက်သွားတဲ့အချိန်မှာ ်အရစ်တန်ဟကတော့ Manchester United အသင်းရဲ့နီးပြဟောင်းတစ်ယောက်အနေနဲ့ဒါ Wolf မှာဒါကျွန်တော်နီးပြသွားလို့ဖို့အတွက်လက်ရှိမှာနံပါတ်1ပြေးနေတဲ့ဦးတီးရတဲ့မှာပါပါတယ် ESPN FC ကလက်ရှိမှာ Tier 3 Tier 4 level ရဒါ Tier 1တပြောလိုက်ရတဲ့မှာပါပါအဲ့တော့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်လာမယ့်စောင်းရာသီအတွဲမှာဒါကျွန်တော်အပြောင်းအရွှေ့အတွက်များများဆဆပြုလို့သွားမှာမဟုတ်ဘဲနဲ့အသင်းကတကယ်တမ်းလိုအပ်တယ်ဆိုရင်တော့လိုအပ်တဲ့နေရာတွေကိုခေါ်ယူသွားဖို့အတွက်ရေတိုခေါ်ယူသွားဖို့တွေလည်းပြင်ဆင်သွားနိုင်တယ်ဆိုတဲ့ရင်ဖလာခဲ့တယ်အဓိကယူနိုက်တက်အသင်းနဲ့လာမယ့်ဒါခုနပြောပြတာကျွန်တော် Kobe Mainu တို့ဒါ Joshua Zirkzee တို့အသင်းကထွက်မယ့်ပုံမူတည်ပြီးတော့ဒါကျွန်တော်တို့ ို့ဟိုအာဖကွန်ကိုလည်းကစားသမားတွေတွားခဲ့မယ်ဆိုရူဘင်အာမိုရင်းနေနဲ့အသင်းကလိုအပ်ချက်တွေကြီးမားလွန်းတဲ့အခြေအနေများရောက်လာခဲ့မယ်ဆိုရင်တော့ဒါကွင်းလိုကကျွန်တော်အပြောင်းရွှေ့တယ်ကိုပြန်ဝင်သွားဖို့ဒါပေမဲ့ United ဘက်ကလက်ရှိမှာဈေးကြီးကြီးမားမားပေးသွားပြီးအပြောင်းရွှေ့တယ်မှာပတ်စံတွေအများကြီးတုံးပြီးဝင်သွားမယ်အနေထားမှာတော့မရှိဘူး United အသင်းနဲ့ဒါကျွန်တော်မနေ့ကပြောခဲ့တယ်လို့ပဲ United အသင်းစီကနေပြီး United အသင်းကဒီနှစ်ဆောင်းရသည်မှာကတည်းကဒါကျွန်တော်အပြောင်းရွှေ့အတွက် budget ရဖို့ရှိတယ်ဒါ white line အပြီးသက်ပြောင်းရွှေ့ဖြစ်သွားဖို့ရခိုင်လို့များတယ်လို့ဒါကျွန်တော် market ratio ရဲ့အပြီးသက်ရရှိမှုလည်းဖြစ်သွားနိုင်တယ်မှာပါတယ်။ United ကဒီအတွက်လည်း budget ရဖို့ရှိတယ်အနေထားမှာရှိတယ်ဘောနော်အဲ့တော့ United ကအဲ့ဒီ budget ချက်များရခဲ့မယ်ဆိုရင်တော့ဒါမန်ချက်စတာယူနိုက်တက်အသင်းကဒါကျွန်တော်တို့လက်ရှိဒါဟိုပေါ့ဒါဘာဆိုနာမှာခြေစုံမပြနိုင်ခဲ့ပင်းနဲ့ဒါကျွန်တော်တို့ အခုလက်ရှိဒါကျွန်တော်တို့ Victor Rook ပေါ့နော် Victor Rook ကိုဒါ Manchester United ကစိတ်ဝင်စားနေတယ်ဆိုတော့ Kola Hala စံတင်းနဲ့ထွက်နေတယ် Victor Rook ကိုလက်ရှိမှာဒါကျွန်တော်တို့တော်တူတဲတာကျွန်တော်တို့ Euro 90တောင်းထားရဆိုတဲ့တင်းတွေထွက်နေခဲ့တယ်ဒီမှာပါပေမဲ့တကယ်တမ်းနယ်လားငါလားဟိဆိုတဲ့အနေထားမှာဒါ Manchester United အသင်းအနေနဲ့ဒါဒီကစားသမားကိုခေါ်ယူသွားဖို့ဆိုရရကန်တော့လက်ရှိမှာအသေးသေးသေးလို့ပြောလို့ရတယ်ဒါအကြိမ် Victor Rook ရဲ့အပြောင်းရွှေ့ကဒါ market ratio ရဲ့အပြောင်းရွှေ့ရဲ့စိတ်တူပိုင်းအနေနဲ့ဒါဖြစ်သွားနိုင်တယ်ဆိုတဲ့တင်းထွက်လာခဲ့တယ်ဘာကြောင့်လဲဆိုတော့ Barcelona အသင်းကအခုချိန်ထိဒါ Victor Rook ရဲ့ဒါ20ရာခိုင်နှုန်းကိုပိုင်ဆိုင်နေသေးတဲ့အတွက်ကြောင့်မို့လား maybe market ratio ကိုဒါကျွန်တော်အပီးတန်ဝယ်တဲ့နေရာမှာအဲ့10တန်းကိုဒါကျွန်တော် short သွားတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းလုတ်ပေးသွားတဲ့နေထားမှာရှိသွားနိုင်ဆိုတဲ့တင်ထွက်ပေါ်လာခဲ့။နောက်ပါပဲ။ follow boy တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3 point ဆိုတဲ့ TV4U တို့မှာကျင်းလူစားပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လည်း clip မမေ့ကြပါနဲ့ဗျ။မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုတူပါတယ်။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပီးနေပဲကျွန်တော်တို့ဒီနောက်မှာပဲ AA စစစတူကြတာပေါ့။အားလုံးပဲကြိုတူပါတယ်။မြန်မာပြည်လည်း clip မမေ့ကြပါနဲ့ဗျ။မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုတူပါတယ်။ကြော်တော့ကုန်ပြီပေါ့ဗျ။အားလုံးပဲနောက်မှာ AA စစတူကြတာပေါ့။ညနေကြမှာပြန်တွေ့ကြတာပေါ့။ Devolve.